စောင်းမုံလာပေနဲ့ညရဲ့နက်ခတ်ဆုံချိန်မှာပွဲပေးကထိုးနှံနေရှိကြတယ်ဆိုတဲ့တိတ်တိဝင်မှင်ညောင်းနေအကြောင်းသိပ္ပံပညာနဲ့ဒီကနေ့ထိအပြေရှာလို့မရသေးပဲတို့ကနန်းနေတဲ့အရာတွေရှိနေတယ်ဆိုတဲ့မြမာတို့ရဲ့ရိုးရာဆေးမှင်ညောင်းနေအကြောင်းကာယတိတ်တိပီယတိတ်တိနဲ့လာဘတိတ်တိတွေကိုလိုချင်သူတွေအနေနဲ့အများဆုံးထိုးနှံနေရှိကြတယ်ဆိုတဲ့ အစွမ်းတန်မှင်ညောင်းနေကြောင်းစန္နလာရာသီတွေထဲမှာတော့နက္ခတ်တာယာကျဲတကားတွေအစွမ်းကိုထွန်းလင်းတောက်ပကြတဲ့တဆောင်မုံလာပြင်းနေဟာစိမ့်မင်ထိုးလို့အကောင်းဆုံးနေ့တနေ့လည်းဖြစ်ပါတယ်ဒီလိုနဲ့မှာကာယတိတ်တိပိယတိတ်တိနဲ့လာဘတိတ်တိစတဲ့တိတ်တိတွေကိုရရှိပိုင်ဆိုင်နိုင်ဖို့အတွက်တို့ရစိမ့်မင်ကြောင်းတွေကိုအများအားဖြင့် ထိုးနှံလေးရှိကြပါတယ်။စေမြောင်ထိုးနှံကြတဲ့ဓလေ့ဟာရှေးမြမာတွေလက်ထက်ကလေးကရှိနေခဲ့တာဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ဒဆောင်မုံလာပြီနေ့ညနတ်ခတ်စုံချိန်မှာပွဲပေးပြီးထိုးနှံကြတဲ့အစွမ်းထက်ရိုးရာမှင်ကြောင်းနေအကြောင်းကိုဘူးသူတာဖြင့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့မေတ္တာရက်ခံခြင်းပါတယ်။ဒါဆိုရင်တော့အစီအစဉ်လေးကိုခုပဲစလိုက်ကြရအောင်။ မိုင်းမတန်းတွေအရကုန်းမောင်ခင်မတိုင်ငင်ကလေးကစေးမင်ကြောင်ထိုးနှံကြတဲ့ဓလိဟာရှိနေခဲ့တာ ဖြစ်ပါတယ်စေးမင်ကြောင်တွေကိုအလားတဘောမျိုးထိုးနှံကြတာနဲ့တိတ်တိဝင်ထိုးနှံကြတာဆိုပြီးနှမျိုးခွဲခြားထားပါတယ်ကြောင်တက်ကြောင်စင်းကြောင်ဖီလာစတဲ့ကြောင်ရုပ်တွေကိုထိုးနှံကြရာကနေမင်ကြောင်ဆိုတဲ့အတုံးတုံးပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်ရေခါကတိတ်တိဝင်မင်ကြောင်တွေထိုးနှံတော့မယ်ဆိုရင်တဲဖြူခင်းရာသမတ်ကာပြီးဒေါင်လေးတော့မှငါပြောရင်စိုက်ထားစေပြီး ွဲဆောင်ပေးကနက်ခတ်အချိန်ကာကောင်းတွေကိုစောင့်ဆန်းပြီးထိုးနှံနေရှိကြပါတယ်။ဈေးမညောင်ထိုးနှံမှုနက်ခတ်အချိန်ကာကောင်းတဲ့နေ့တွေထဲမှာကစောင်မုံလာပြီးနေဟာလဲတာမန်နေ့တွေထက်ပုံမှုထူးခြားတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။ရှေးပညာရှိတွေဟာကောင်းရင်နက်ခတ်ကြေတာရာတွေကိုနေ့တကြံလတကြံရင်လို့တတ်မှတ်ထားကြကြပြီးလူများသိကြတဲ့တကူးလာဟာနေ့တကြံဖြစ်ပြီးလတကြံကတော့နက်ခတ်တာယာကြေတာရာတွေအစွမ်းကိုထွန်းလင်းတောက်ပကြတဲ့ကစောင်မုံလာပြီးနေကြအခါသမယပဲဖြစ်ပါတယ်။ ဒီလိုနတ်ခတ်တာယာကျဲတကားတွေအစွမ်းကုန်ထွန်းလင်းတောက်ပကြတဲ့တဆောင်မုံလာပင်နေရဲ့နတ်ခတ်စုံတဲ့အချိန်မှာလော့ဂီဆရာတွေကတော့လော့ဂီပညာရပ်တွေနဲ့အင်းစမအဆောင်လက်ဖွဲ့တွေကိုတိတ်တိတ်တင်စီရင်နေရှိကြပါတယ်။တနည်းအားဖြင့်ဒီလိုနေ့ဟာလော့ဂီဆေးဝါးအစီရင်တွေနဲ့အဆောင်လက်ဖွဲ့တွေကိုတိတ်တိတ်တင်အသက်သွင်းဖို့အကောင်းဆုံးနေ့တစ်နေ့လည်းဖြစ်ပါတယ်။ကာယတိတ်တိပီယတိတ်တိနဲ့လာဘတိတ်တိအစွမ်းတွေကိုလိုချင်တဲ့အမျိုးသားတွေကတော့တဆောင်မုံလာပင်ညရဲ့နတ်ခတ်အချိန်ကကောင်းနေမှာ စိတ်မင်ကြောင်းတွေကိုထိုးနှံကြပါတယ်ဒီလိုထိုးနှံကြတဲ့အခါအများစုကတော့ကာယသိတ္တိလို့ခေါ်တဲ့ဒုဒ္ဒါလံတွေကိုပြီးစေတဲ့မင်ကြောင်းတွေကိုထိုးနှံလေးရှိကြပါတယ်စိတ်မင်ကြောင်းထိုးနှံတဲ့အခါတာမန်မင်းနဲ့ပဲထိုးနှံကြတာရှိသလိုဆေးရိုးကြီးလို့ခေါ်တဲ့ရှေးကလော့ဂီဆရာကြီးတွေစီရင်ထားရှိခဲ့တဲ့အစွမ်းတန်ဆေးဝါးတွေနဲ့ထိုးနှံကြတာတွေလည်းရှိပါတယ်ဆေးရိုးကြီးဆိုတာကတော့တပင်နဲ့ဝါပင်တွေကရရှိထားတဲ့ရုပ်ခမှုအမတ်တွေတိရစ္ဆာန်တွေကရရှိထားတဲ့တိရစ္ဆာန်အမတ်တွေအပြင် တခြားသောအစွမ်းတတ်တဲ့ဂမ်မီယပစ္စည်းတွေနဲ့ပေါ်ဆက်ထားတဲ့ယောဂီဆေးဝါးအစီရင်တစ်ခုလည်းဖြစ်ပါတယ်။ကာယသိဋ္ဌိဆေးတွေထဲမှာတော့ဆေးရုပ်ကြီးနဲ့အများဆုံးထိုးနိုင်ကြပြီးကြောင်စီ၊ကြားစီ၊ရက်ခဆီ၊ဝက်ကုန်းဆေးစတာတွေအပြင်ရှေးဆရာကြီးတွေပေါ်ဆက်ခဲ့ကြတဲ့အစွမ်းတတ်ဆေးဝါးတွေအများပြားရှိပါသေးတယ်။ဒုဒါလန်တွေကိုပြီးစေဖို့အတွက်ကာယသိဋ္ဌိစေတိုးနှံကြသူတွေဟာအင်းစမကာရမန္တန်တွေကိုထိုးနှံကြတာရှိသလိုအာလာဝကပုံနကဝကုံကြောင်တက်ကြောင်စင် တောင်ဖီလာပေါ်ဒီတာရမြောက်လေးဘွေခွန်ချိုခွန်တာတို့ပြင် အပား30ပြီးစီတဲ့ဆေးတွေကိုလည်းအများဆုံးထုံးနံတက်ကြပါတယ်အင်းကောင်းရင်တကွဆေးကောင်းရင်တစ်ဆက်ဆိုသလိုတချို့ကလည်းခန္ဓာကိုယ်မှာအဆက်သဘောမျိုးဆေးပေါက်တယ်ဆိုုံသာထိုးနံကြတာတွေလည်းရှိပါတယ်ကာယတက်တီမှင်ညောင်တွေကိုအထက်ဆေးအောက်ဆေးနဲ့ခုလက်ဆေးဆိုပြီး၃မျိုးခွဲခြားထားပါတယ်ဒီဆေး၃မျိုးကအနံ့တိတ်တိနဲ့ အဆောင်ရှောက်မတူသလိုဆေးတွေရဲ့အာနိသင်နဲ့အကျိုးပေးပုံတွေကလည်းမတူပါဘူးအထက်ဆေးတော်တွေဆိုတာကတာနာ၅တောင်ဖျားဆေးတကြားမင်းနဲ့နတ်ပြမာဆေးဝိဇ္ဇာဆေးစတဲ့အထက်တန်းပညာဆိုင်ရာဆေးတွေပါဝင်ပါတယ်ခုလက်ဆေးမှာဆိုရင်ဘလူးအဆောင်ရှောက်တွေရှိပြီးအောက်ဆေးမှာဆိုရင်တော့ပရာလောကအဆောင်ရှောက်တွေရှိကြပါတယ်တိတ်တိပိုင်းမှာဆိုရင် ကာယတိတ်တိပိယတိတ်တိနဲ့လာဘတိတ်တိဆိုပြီး၃မျိုးရှိပါတယ်ကာယတိတ်တိဆိုတာကလူကိုတည်စေနိုင်တဲ့ ဒေါက်တာလန်တွေကိုပြီးစေနိုင်တဲ့ရန်တတွေရဲ့အန္တရာယ်ကနေကာဝယ်ပေးနိုင်ပြီးတော့ခန္ဓာကိုယ်ကိုထိတဲ့အခါမပြတ်မရှမထိုးမပေါက်နိုင်တဲ့အစွမ်းရှိပြီးကာယတိတ်ထိမှာချိန်းစာရပုံမောက်လို့ကိုပြောက်စေတဲ့ဆေးတွေလည်းရှိပါသေးရဲ့အများစုကတော့အထက်ဆေးတော်တွေကိုခန္ဓာကိုယ်ရဲ့အထက်ပိုင်းတွေမှာထိုးနှံကြပြီးအောက်ဆေးနဲ့ခုလက်ဆေးတွေကိုတော့ခန္ဓာကိုယ်အောက်ပိုင်းဖြစ်တဲ့ခေါင်းအောက်ပိုင်းတွေမှာသာထိုးနှံကြပါတယ်အာလာဝကပုံနကဝက်ကုန်းဆေးတွေဟာဒေါက်တာလှန်တွေကိုပြီးစေသလို ကြောင်တက်ကြောင်စင်းကြောင်ဖီတာစတဲ့ဆေးတွေကတော့ကာယသိတိလည်းပြီးတယ်လို့ခန္ဓာကိုယ်လည်းပေါ်ပါစေတယ်လို့ဆိုပါတယ်။တစောင်းမုံလာပင်နီလိုနတ်ခတ်အချိန်ခါကောင်းတွေမှာဆေးမညောင်ထိုးနှံကြတဲ့အခါဆေးမညောင်ထိုးနှံသူနဲ့ဆေးမင်ထိုးပေးတဲ့ဆရာနှအူးစလုံးဟာတီလစင်ကြယ်ဖို့လည်းလိုပါတယ်။ဒါပြင်ဆေးမညောင်ထိုးနှံသူဟာကံငါးပါးကိုလုံခြုံအောင် စောင့်သိတဲ့အခါထိုးနှံထားတဲ့ဆေးအင်းတွေကပိုပြီးအစွမ်းထက်စေမှာဖြစ်ပါတယ်။ဒါပြင်ဆေးမင်ထိုးရဲ့အင်းစမတွေနဲ့ အယုတ်တွေပေါ်မူတည်ပြီးမြချောင်းအင်းအိုင်နဲ့ရေဇက်လိုနေရာမျိုးတွေဒဲခွင်းပြင်တွေဖျားစေတီတွေအိမ်ခေါင်မိုးပေါ်နဲ့တင်းညိုင်းမြေတွေလိုနေရာမျိုးတွေမှာအစွမ်းထက်စေဖို့အတွက်ထိုးနှံကြတာမျိုးတွေလည်းရှိကြပါတယ်။အောက်ဆေးတော်တွေထိုးနှံကြသူတွေကတော့တင်းညိုင်းမြေတွေမှာထိုးနှံတတ်ကြပါတယ်။ဈေးမင်းကြောင်တွေထိုးနှံပြီးရင်တော့ထိုးပေးတဲ့ဆရာကိုယ်တိုင်က ထိုးထားတဲ့ဈေးအင်းစမတွေနဲ့အယုတ်တွေကိုတိတ်ထိတင်ပြီးအသက်သွင်းကအဆောက်အအနံပေးကြပါတယ်။ အရင်တည်းကအစွမ်းရှိပြီးသားအမတ်တွေဂမ်မီယာဖြစ်စည်းတွေနဲ့ပေါ်ဆက်ထားတဲ့လော်ကီစေးဝါးတွေကိုလူခန္ဓာကိုယ်မှာထိုးနှံလိုက်တဲ့အခါသွေးကြောထဲမှာပြန်ပြီးအစွမ်းတိတ်တိရှိနေတဲ့မှင်ကြောင်တွေကိုဂါရာမန်နန်တွေရွတ်ဆိုပြီးလော်ကီဆရာတွေကအဆောင်သွင်းကအနံ့လိုက်တဲ့အခါတိတ်တိဝင်မှင်ကြောင်တွေဖြစ်ကိုပြောင်းလဲသွားတာဖြစ်ပါတယ်။ဒါကြောင့်စေးမှင်ကြောင်တွေမှာသိပ္ပံပညာနဲ့အဖြေရှာလို့မရနိုင်တဲ့မမြင်နိုင်တဲ့လှုပ်ဝက်နက်နဲတဲ့အရာတွေရှိနေတယ်လို့ဆိုနိုင်ပါတယ်။ဟုတ်ကဲ့ channel လေးကိုကြည့်ရှုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။